ဲအခုပဲပြီးသွားတယ်တန်ရှင်နာဆူကာဝါနဲ့တကူမာအင်နိုဝဲတကူမာအင်နိုဝဲကနာဝရအင်နိုဝဲရဲ့ညီသူတို့နှစ်ယောက်ပွဲချုပ်တုံးသက်ချက်ကကျွန်တော်မလုပ်ဖြစ်လိုက်ဘူးဒီကြားထဲမှာပွဲတွေတောက်လျှောက်ဆက်နေတာရဲ့ UFC Final ရောနောက်ပြီးပေါင်းစင်ပွဲတွေတောက်လျှောက်ဆက်နေတာနဲ့အချိန်မရတယ်မလုပ်ဖြစ်လိုက်ဘူးပွဲရှိကြောင်းတော်မှာဒီနေ့မနက်ကမှကျွန်တော်စာလေးရေးပြီးပဲကျွန်တော်တင်မိလိုက်တယ်ပေါ့နော်သူတို့နှစ်ယောက်က WBC Vegan Champion ကိုလို့တာ။ဘာကြောင့် Vegan Champion ဖြစ်သွားတာလဲ?ဒီကဘက်ကပိုင်ရှင်မရှိရလဲဆိုရင် Junto Nakatani လို့ခေါ်တဲ့ ချန်ပီယံကသူကဝိတ်တန်းတစ်ခုတက်သွားတယ်စူပါဘန်တန်ဝိတ်ကိုတက်သွားတဲ့အကြောင်းမလို့ချန်ပီယံကပတ်ကိုဆုံးလွတ်ခဲ့တာဖြစ်ပါတယ်အဲဆုံးလွတ်ခဲ့တဲ့ကပတ်ကိုတကူမနဲ့တန်ရှင်းတို့ကလူရတာပါပွဲတွင်းမှာကဘာတွေဖြစ်သွားလဲဆိုတော့တကူမအင်နိုဝဲကသူကပါပါပန်ရှာကျွန်တော် live မှာတော့ပြောခဲ့တယ်သူကတစ်ချက်ကောင်းအောင်စောင့်ပြီးတော့ဆော့တဲ့ကစားသမားညာလက်အရန်ကောင်းတယ်အော်တိုတောင်စတန်ကနေဆော့တယ်အရက်ပိုင်းမှာတူတူပဲ reach ပိုင်းမှာတော့တန်ရှင်းကအနေငယ်ပိုသားတယ်အဲ့တားတဲ့ reach ကိုလည်းသုံးတတ်တယ်ဆိုပေမဲ့ power punch ပိုင်းနဲ့ဒီ close range ပိုင်းမှာကြတော့ Takuma Inoue ကအနေငယ်တားတယ်ဆိုတော့ပထမချီဒုတိယချီကတော့ tension ရတာလေသူ့ရဲ့တားတဲ့ reach နဲ့ပဲဒီ jab ထောင်းလိုက် cross လိုက် distance တစ်ခုနဲ့ပဲအမြဲတမ်းဆော့နေရတဲ့အတွက်ကြောင့်မလို့ပထမချီဒုတိယချီကတော့လုံးဝဘာမှဟိုအငင်းပွားတရားမရှိဘူးပေါ့နော်တတိယချီမှာကျတော့နည်းနည်းလေးပြဿနာရှိတယ်ဘာကြောင့်လဲဆိုတော့ဘယ်သူမှမဆိုပေးလို့ရတဲ့အနေထားအဲ့ဒါကြောင့်မလို့ကျွန်တော်တတိယချီကို plus or minus 1ဆိုပြီးကျွန်တော်ပေးလိုက်တာ clean shot နဲ့ power punching ပိုင်း1 2ပိုင်း right cross ပိုင်းတွေမှာကြာတော့တကူမအင်တို့ဝဲကတာတော်တွေ့ရတယ်တတိယချီမှာလေးကြီးရနေပြီးတော့ခုနှစ်ချီထိတောက်လျှောက်သည်တကူမအင်တို့ဝဲတောက်လျှောက်တာတယ်အဲ့ဒါဒီအငင်းပွားစရာလုံးဝမရှိဘူးငင်းလို့လည်းမရဘူးတောက်လျှောက် clean shot ပိုင်း power punching ပိုင်းမှာတကူမအင်တို့ဝဲအပြတ်တက်ကိုတာတယ်ခုနှစ်ချီထိရောက်တဲ့အချိန်မှာတန်ရှင်းနာစုကားဝါကပြပြတသားဆိုရင်နှစ်ချီပဲရှိသေးတယ် တတိယအချီကကျွန်တော်မသေးချာလို့အကြိတ်တတိယအချီထပ်ပြီးတော့ထည့်လိုက်မယ်ဆိုရင်တော့တန်ရှင်းအတွက်ကခုနှစ်ချီမှဆိုရင်43ဖြစ်နေပြီ။ Okay ရှစ်ချီမှတော့တန်ရှင်းအပြန်ပြီးတော့တားတယ်။တကယ်တမ်းကတန်ရှင်းနာစုကားဝါရဲ့အာနာချက်တစ်ခုကကြတော့အာနာချက်ဆိုတာဒီပွဲအတွက်ကိုသူမလုံလောက်ခဲ့တာကဘာလဲဆိုတော့သူကပလန်တစ်ခု game plan တစ်ခုပဲပါလာတယ်။ရှစ်ခုနှစ်ပွဲလုံးတောက်လျှောက်နိုင်ထားတယ်ဆိုပေမဲ့ရှစ်ခုနှစ်ပွဲလုံးမှာသူတုံးခဲ့တဲ့ game plan ရ distance control distance ကိုထိမ့်ပြီးတော့ပဲအကွာအဝေးတစ်ခုထိမ့်ပြီးတော့ပဲဆော့တဲ့ပုံစံက ီပွဲမှာကြတော့ထင်သလောက်အလုံးမဖြစ်တာတော့မဟုတ်ဘူးအလုံးဖြစ်တယ်ဒါပေမဲ့ close range ရောက်သွားတဲ့အချိန်1 2တွဲတဲ့အချိန်တွေမှာကြတော့တက္ကူမကပို့ပြီးတော့တားတယ်တန်ရှင်းကမာဂိုမြင့်ဖိုင်တာမဟုတ်ဘူးသူကတက္ကနစ်ပိုင်းရယ် speed ပိုင်းရယ် agile ပိုင်းရယ်အဓိကထားပြီးစောတဲ့ fighter ပါဆိုတော့တစ်ချက်ချက်ထိသွားတဲ့အခါမှာမျက်နှာပြတ်သွားတာတွေရှိတယ်သို့တော့ 7G 9G 10G တန်ရှင်းနာစုကွာပြန်ပြီးတော့တာပဲစက်တချီမှာသူ့ကိုယ်သူယုံကြည်မှုလွန်ကဲပြီးတော့မျက်နှာရဖွင့်ပေးပြီးတော့ထိုးခိုင်းတာမျိုးတွေအဲ့ဒါတွေကကြတော့ဘလောက်ပဲမျက်နှာဖွင့်ပေးပြီးထိုးထိုးတကယ်တမ်း point in score တကယ်တမ်းအမပေးမှာကြတော့ဘဏ္ဍာချက်ထီလဲဆိုတာကိုပဲထိုင်နေရတွတ်မှာဖြစ်တဲ့တကြောင်မလို့စက်တချီမှာဆိုရင်တကူမှာ innerwear ပြန်ပြီးတော့တာတယ်နောက်ဆုံးအချီမှာလည်းကျွန်တော်ဘယ်သူ့ကိုပေးရမလဲမသိရတဲ့ကြောင်မလို့ pass or minus 1ပေးထားလိုက်တယ်ဆိုတော့ကျွန်တော်ရဲ့အမပေးစရာမှာဆိုရင်133 133ဆိုလိုချင်တဲ့အဓိပ္ပာယ်က ီ plus or minus 1နှစ်ခုကိုဖယ်လိုက်မယ်ဆိုရင်133 133ဖြစ်နေပြီသို့တော့ကျွန်တော်ကြောက်တဲ့တတိယအချီနဲ့နောက်ဆုံးအချီ12ချီကိုဒိုင်နေကတကူမအင်နဝဲကိုပေးလိုက်တယ်ဒါကြောင့်မလို့135 133ဖြစ်သွားတယ်သူတို့ရဲ့မပေးစရာမှာတော့136 132နဲ့သူတို့ကတကူမအင်နဝဲကိုအနိုင်ပေးပါတယ်နောက်ထပ်ဒိုင်တူက139 131နဲ့6ချီအသာတော်မှာတကူမအင်နဝဲကိုအသာပေးထားပါတယ်ကျွန်တော်ရဲ့မပေးစရာမှာဆိုရင်တော့135 133 သုံးပါကျတော့တပွဲလုံးကိုပြန်ပြီးတော့ခြုံငုံပြီးပြန်ပြီးသုံးတက်ရမယ်ဆိုရင်တော့ဖြင့်တကူမအင်နိုဝဲကဘယ်ပိုင်းနေကောင်းလဲဆိုတော့မာကွန်ပိုင်းကိုပို့ပြီးတော့တင်လာတာတွေ့ရတယ်သူဒီအင်နိုဝဲရဲ့ညီဖြစ်တဲ့ကြောင့်မလို့အင်နိုဝဲတိုင်းပဲလာတယ်သို့တော့တချို့အပိုင်းတွေမှာတော့ innerwear လောက်မကောင်းတဲ့အပိုင်းလေးတွေကမကောင်းဆိုတဲ့ innerwear ကိုမမီဘူးပဲပြောမှာပေါ့အာကောင်းတာတော့ကောင်းပါလေကောင်းလို့လဲကမ္ဘာချန်ပီယံဒီကမ္ဘာ world title တွေထိရာဘူးထားတဲ့ WBA world title တွေထိရာဘူးထားတဲ့လူဖြစ်နေတာပေါ့သို့တော့နောက်ရ innerwear နဲ့ စာမယ်ဆိုရင်တော့တချို့ speed ဘိုင်းတွေမှာနာဝရလောက်မမြန်ဘူး IQ ဘိုင်းတွေမှာနာဝရလောက်မတက်ဘူးဒါလောက်ပါပဲဒါလည်းကျွန်တော် live မှာတော့ပြောခဲ့တယ်ဆိုတော့ overall မှာအားလုံးပြန်ပြီးခြုံပြီးကြည့်ရမယ်ဆိုတော့ဒီပွဲကတော်တော်လေးကိုရင်ခုန်ခဲ့ရတဲ့ပွဲပါထိချက်တွေအကုန်လုံးကိုဘုံထားပြီးတွက်မယ်ဆိုရင်တော့တိတ်กว่าမှာမဟုတ်ဘူးသို့တော့ခုနကပြောတဲ့ clean shot နဲ့ significant power punching ပိုင်းမှာဆိုရင်တော့ Takuma ကတော်တော်လေးကိုတားတယ်အဓိက1 2တွဲလုံးနေပြီးတော့ အာပွဲပြီးကန်ဒီ round တွေပေါ့နော်10ကြီး17ကြီး17ကြီးအတွင်းမှာသူရခဲ့တဲ့ upper cut တွေကပဲသူ့ကိုဒီပွဲမှာ WBA vacant champion ဖြစ်စေခဲ့တာပါဒါကြောင့်မလို့ကျွန်တော်ဒီနေ့ post မှာတင်ထားခဲ့တဲ့သူပြန်ပြီးတော့စိန်ခေါ်ခွင့်ရနိုင်မဲ့ WBA champion ကပတ်ကိုရောတကူမအနေနဲ့ပြန်ပြီးတော့စိန်ခေါ်အောင်မလားဆိုတာကတော့ကျွန်တော်တို့ပြန်လည်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ပွဲစဉ်အစားဆုံးကို Telegram မှာကြည့်လို့ရပါပြီတကယ်ကောင်းတဲ့ပွဲပါ ော်တော်လေးကိုမှတချို့ round တွေမှာဆိုရင်လက်ပေါက်ကက်လို့ဘသူ့မှမဆိုပေးလို့ရတဲ့အနေထားတွေတွေ့ပါလိမ့်မယ်တော်တော်လေးလည်းရင်ခုန်ရတဲ့ပွဲတွေပဲပါ okay ညောတာပါ channel msn ရပါဒါပါပဲတတား